အလုံးမဲမင်္ဂလာပါဒါကတော့ 3D 2D ပြီးသွားတဲ့အခါ 3D ပဲပေါ့ 3D ရလဲဒါရက်ကတိမ်မကျန်တော့ဘူးဆိုတော့ဒါမြင်ရထင်ရယူဆထားတာလေးတွေဆက်ပြီးတော့ယူဆပြမယ်ဒါမှပထမဆုံးဒါချက်ထွက်ထွက်ချင်းမှာကဏ္ဍဖြည့်ရင်းနဲ့ကျွန်တော်ဖိုင်လေးတခုတင်ပေးထားတယ်သူက008ဆိုတဲ့ကဏ္ဍဆိုတော့ဒါယူဆမှုတခုအခုနောက်ထပ် ဒီကပ်ပင်အနေထားလေးမှာပဲနောက်ထပ်ယူဆမှုတစ်ခုထပ်ပြီးတော့มาယူဆခြင်းတယ်သူကဒါအလဲအလဲတိုင်းအလဲတိုင်းဖြစ်အလဲတိုင်းပေါ်မှာမူတည်ပြီးတော့มาကဏ္ဍလေးတွေယူဆသွားမှာဆိုတော့သူ့ကိုဒီလိုဒီလိုယူဆထားတယ်ဒီ၃လုံးပေါင်းခြင်းဒီ၃လုံးပေါင်းခြင်းဆိုတော့ဒီလို၃လုံးပေါင်းခြင်း6ဟာဒီလို၃လုံးပေါင်းခြင်း6လို့ဒါပြန်ပြန်လှည့်ဆင်းလာတဲ့ပုံစံလေးပေါ့အဲ့ဒီ6ကလည်း ိုက်တိုက်ဆိုင်ဆိုင်၃ခါဖြစ်ထားတယ်၃ခါဖြစ်ထားပြီးတော့မှသူကနှစ်ကြိမ်နှစ်ခါဟိုတော့ဒီလိုဒီလို6လို့ဖြစ်တယ်ဒီလို6လို့ဖြစ်တယ်လို့ဒါနှစ်ကြိမ်ကိုယူဆလို့ရထားတယ်ဟိုလို6ဒီလို6ဟိုလို6ဒီလို6ဘာလဲလို့ဆိုတော့အဲ့ဒီအတိုင်းနောက်တစ်ချက် ထပ်ချောက်ထားသေးတယ်ဆိုတော့ဒီ6 3ချက်ဟာဒီဘက်က6 3ချက်ဆိုပြီးတော့မှဒီလိုမျိုးလေးပြန်ပြီးတော့ဖြစ်သွားနိုင်ခြေရှိတယ်ပေါ့အဲ့လိုဖြစ်မယ်ဆိုရင်သူ့ကို6ဖြစ်အောင်ငါးတလုံးငါးတလုံးထည့်มาရမှာဆိုရင်ဒါငါးငါးအလဲထိုင်တလုံးပေါ့ဆိုတော့အဲ့ဒီငါးအလဲထိုင်ဖြစ်နိုင်ခြေလေးပေါ့နောက်ထပ်အတူလေးနဲ့သူကဖမ်းပြီးတော့မှ လိုက်ပြီးတော့မှထိမ့်ထိမ့်ပေးထားတာလည်းရှိသေးတယ်ဆိုတော့ तू อ่ะဒီလိုလေးဒီခွန်တလုံးတည်းသောခွန်အဲ့ဒီခွန်ဒီသုံးလုံးခွန်လို့ဖြစ်တယ်ဟိုလို6ဖြစ်လာတဲ့ခွန်ကိုဒီလိုခွန်နဲ့ပြန်ထိမ့်ပေးထားတယ်ပေါ့အဲ့ဒီလိုပဲဒီတလုံးတည်းသောသုံးဟာဒီလိုသုံးလုံးသုံးလို့ဖြစ်တယ်ဆိုတော့ဒီလိုဖြစ်လိုက်တာဟာဒီလိုဖြစ်လာတဲ့6ဒုတိယ6ကို ဒုတိယ6ကိုပြန်လဲပြီးတော့မှ6ရိုက်ထားတဲ့ကိုအဲ့ဒီကိုဒီလိုသုံးလုံးပေါင်းရင်3ဖြစ်ပြီးတော့ပြန်ထိမ့်ပေးထားတယ်အဲ့ဒီတိုင်းပဲဒီမှာထက်ထားတဲ့9ကို6ကိုဒီ6နဲ့ပုံစံ2ပြန်လဲဆင်းပြီးတော့မှသူ့ကိုထက်ပစ်ထားတဲ့9ဟာဒီသုံးလုံးပေါင်းရင်10ဒီလိုသုံးလုံး10ဆိုပြီးတော့ဒါပုံစံ2လေးကွတ္တိပြန်ထိမ့်ညှိထားတဲ့အတွက်ကြောင့်မို့လို့ဒီ9အလဲထိုင်လေးဟာ ဖြစ်နေခြင်းမဆိုးဘူးပေါ့ဒီလိုလေးယူဆပြီးတော့ငါအလဲတိုင်းနဲ့ထပ်ပြီးတော့မှဖြစ်နေခြင်းလေးတွေ brain နဲ့ရှင်းနှလုံးပေါင်းခြင်းနဲ့ brain နဲ့ပဲဆက်ပြီးတော့ယူဆသွားမယ်ဒီလိုပဲစဉ်းစားထားတယ်အလဲတိုင်းဖြစ်နေခြင်းငါတလုံးဟောတာနှမှုစုံလေးနဲ့ယူဆပြီးတဲ့အခါမှာသူ့ကိုရှင်းနှလုံးပေါင်းခြင်းနဲ့ brain နဲ့ကပ်ပင်အနေထားရယူဆပြီးတော့ခဏ ကနန်းလှုပ်လိုက်မယ်ပေါ့ပြည့်စုံတဲ့ကနန်းတစ်ပေါက်အဲ့လိုလှုပ်လိုက်မယ်ဒီ၃ညအဲ့ဒီ၃ညဒီနှလုံးပေါင်းခြင်း၃ညလို့ဖြစ်တယ်ဒီခွန်ဟာလည်းဒီနှလုံးပေါင်းခြင်းခွန်လို့နှစ်ချိန်ဖြစ်ထားတယ်၃ချိန်ဆိုတာဖြစ်နိုင်ခြေကောင်းပါတယ်ဖြစ်နိုင်ခြေပိုများတယ်ပေါ့ဆိုတော့ဒီလေးဟာလည်းဒီလိုနှလုံးပေါင်းခြင်းလေးလို့ဖြစ်အောင်မယ်ဆိုရင် သူ့ကိုနှလုံးပေါင်းကြီးလေးဖြစ်အောင်ကိုတလုံးကောက်တာထည့်လိုက်ပြီးတော့ဆိုတော့ဒါနှလုံးပေါင်းကြီးလေးဖြစ်ပြီးပြီးတဲ့အခါမှာဒီသုံးလုံးပေါင်းကြီးခွန်အဲ့ဒီခွန်ခွန်ပရိတ်လို့ဖြစ်တယ်သူ့အောက်ကဒီသုံးလုံးပေါင်းကြီးဒါတရောင်နဲ့ဆိုလို့ရှိရင်မျက်စိနောက်တော့မှဆိုလို့ ဒီသုံးလုံးပေါင်းရင်တစ်ဟန်လဲဒီမှာ tip rate လို့ဖြစ်ထားတယ်နှစ်ကြိမ်သူသူကလည်း၃ကြိမ်ဆက်ပြီးတော့ဖြစ်သွားမယ်ဆိုရင်ဒီသုံးလုံးပေါင်းရင်6ပါဒီမှာ6 break လို့ဖြစ်ဖို့6 break ဆိုရင်ဒါဟိုပထမဆုံးဒါယူဆပြထားတဲ့ခွန်ခွန်8ဆိုတဲ့ကနန်းမှာလဲသူကခွန်ခွန်8ကို နှစ်ပရိနေယူထားတာဆိုတော့ခွခွန်နှစ်လို့ထက်သုံးရင်လည်းရတယ်သူကလည်းရှင်းနှလုံးပေါင်းခြင်းလင်းနေလာပြီးတော့ကြိုက်ညိတာပဲဆိုရက်ကသူ6ပရိဆိုရင်နှစ်တလုံးထက်အဲ့ဒီထက်ထားတဲ့ဒီခွန်ပရိ10ပရိ6ပရိလို့ဖြစ်ထားတဲ့၃ချိန်ပါခွန်ပိတ်၄ပိတ်၂ပိတ်အဲ့ဒီအပိတ်တရားလည်းသူကဒီလိုလေးဆင်းလာဒီနှလုံးပေါင်းခြင်းခွန်ဒီခွန်ပိတ် ဒီနှလုံးပေါင်းခြင်း၄ဒီလေးအပိတ်ဒီမှာနှစ်ထက်ထားတယ်ဒီနှလုံးပေါင်းခြင်းနှစ်လို့ဖြစ်တာနှစ်အပိတ်ဒီခွန်နှလုံးပေါင်းခြင်းခွန်ခွန်ပိတ်စင်နှလုံးပေါင်းခြင်း၄လေးပိတ်စင်နှလုံးပေါင်းခြင်းနှစ်နှစ်ပိတ်စင်ဒါဆိုရင်ကိုငါနှစ်အဲ့ဒီလိုပဲသူ့ကိုရှေ့ဟိုခွန်ခွန်ရှစ်ဆိုတဲ့ကနန်းယူဆပြခဲ့တော့က ယူဆခဲ့တယ်လို့မျိုးသူ့ကိုဒီလိုရှင်းနှလုံးပေါင်းခြင်း၄နဲ့နှစ်ပရိတ်ကိုထည့်မယ်ဆိုရင်လည်းထည့်မမှားဘူးပေါ့ဒီသုံးလုံးပေါင်းခြင်းခွန်တည်တည်ချာချာလေးကြည့်ပါဟိုအယောင်နေရထပ်ထပ်ပြီးတော့မှဒီသုံးလုံးပေါင်းခြင်းခွန်အဲ့ဒီခွန်ဟာခွန်ပရိတ်ဖြစ်တယ်ဒီလိုသူ့ရောက်ကဒီသုံးလုံးခွန်သုံးလုံးခွန်ခွန်ခွန်ဆိုတဲ့ဒီသုံးလုံးပေါင်းခြင်းတစ်အဲ့ဒီတစ်ဟာလည်း ဒီလိုသုံးလုံးပေါင်းရင် degree ဖြစ်တယ်။အဲ့ဒီအတိုင်းပဲသူဟာသုံးချိန်ဆက်ပြည့်အောင်မယ်ဆိုရင်ဒီသုံးလုံးပေါင်းချိန်ဟာ၃ည၃ဒီသုံးလုံးပေါင်းချိန်နှစ်လို့ဖြစ်တယ်။အဲ့ဒီနှစ်ဟာလည်းသူကလည်းနှစ်နှစ် break လို့ဖြစ်သွားနိုင်တာပဲ။ဒါဆိုရင်၉နှစ်အပြင်၉နှစ်ဆို6 break 6 break နှစ် break ယူစားလို့ရတယ်ဆိုတော့၉နှစ်ဆိုလို့ရှိရင်ဒါအခုယူစားပြထားတယ်6 break နဲ့တကွာ ထိတ်လေရှင်းနှလုံးပေါင်းခြင်းနဲ့ break နဲ့ဒီလိုပြီးတဲ့အခါနှစ် break ဆိုလို့ရှိရင်သူ့ကို9 5 8ဆိုပြီးတော့ဒီလိုထည့်လို့လဲရတယ်ဆိုတော့ထည့်လဲထည့်တဲ့နဲ့အတွက်ထည့်ပေးလိုက်တယ်နောက်ထပ်ရှင်းနှလုံးပေါင်းခြင်း အပြောင်းလဲလေးတစ်ခုရှိသေးတယ်ဒါတော့စောစောတုန်းကပြောခဲ့သလိုပဲဒါဒီမှာဒီမှာကြတော့နှစ် break နဲ့ကနယူဆထားတာပေါ့ သူကလည်းဒီလိုလေးစောစောအရေးစားပြခဲ့တယ်လို့ဒီ၃ညကြောင့်ဒီနှလုံးပေါင်းခြင်း၃ညဒီခွန်ကြောင့်ဒီနှလုံးပေါင်းခြင်းခွန်ဒီ၄ကြောင့်ဒီနှလုံးပေါင်းခြင်း၄ဆိုရလေးနဲ့အိုက်ဆိုင်မှု၊ကံ့ညင်မှုရှိတယ်။ပြီးတဲ့အခါသူသူ့ကိုတော့နှစ်ပရိနဲ့ယူဆထားတဲ့အခါခွန်ခွန်ရှစ်လို့ယူလိုက်တယ်။ဒီတခါသူ့ကို၆ပရိပါထည့်ပြီးတော့မှယူလို့ရတယ်။ဒီ၃လုံးခွန်ဒီလိုခွန်ပရိ ီတောင်းလုံးတစ်ဒီပရိတ်ဒီတောင်းလုံး6ဒီမှာ6ဘရိတ်လို့ထပ်ပြီးတော့မှယူမယ်ဆိုရင်လည်းမမှားဘူးဆိုတော့ဒီနှစ်နှစ်အပိတ်ဖြစ်နေကြလေရလဲရှိနေတဲ့ခါကျတော့သူ့ကိုခွန်ခွန်နှစ်လို့နောက်တစ်ခွက်ထပ်တိုးပေးလိုက်ဆိုတော့ဒါဒါကပ်ပင်တဲ့ပေါ်အရာဖြစ်နေကြရှိပါတယ်ဆိုတော့ က်သွင်းအတုံးပြုတ်ကျင်ရင်လည်းပြုတ်ပါမပြုတ်ကျင်ရင်လည်းနေပါဒီစားထားသလိုဆက်ဖြစ်ပါစေပဲဆုတောင်းပါတယ်ဒီတစ်ခါမှာတော့ဒါရှင်းနှလုံးပေါင်းခြင်းတန်ဖိုးအပြောင်းလဲလေးနဲ့ဒီငါးအလဲတိုင်းဖြစ်နိုင်ကြီးဘူးပဲမန်တိုင်းပြုတ်ပြီးတော့ဆက်ပြီးတော့ယူဆမှာသူက၃၃ချိန်၃ချိန်ဖြစ်၄၄ချိန်မြောက်ဒီလိုဒီလိုလဲယူဆလို့ရတယ်ပေါ့ ဆိုတော့သူ့ကိုဒီလိုလက်ယူစားတာဒီတလုံးတဲတော့ခွန်အဲ့ဒီခွန်ဟာဒီလိုနှလုံးခွန်လို့ဖြစ်တယ်ပြီးတဲ့အခါမှာဒီလိုသုံးလုံးခွန်လို့ဖြစ်သွားတယ်သုံးလုံးခွန်ဆိုတော့ဒါခွန်ခွန်သုံးချက်ရိုက်တယ်ပေါ့အဲ့လိုပဲသူ့အောက်ကဒီတုံညာဟာလေဒီလိုတုံညာလို့ဖြစ်တယ်နှလုံးတုံညာရှင်နှလုံးပေါင်းခြင်းတုံညာအရင်ဖြစ်တယ် ြီးတဲ့အခါဒီလိုသုံးလုံးပေါင်းခြင်း၃ညလို့ဖြစ်သွားတယ်ဆိုတော့ဒါ၃ညသုံးချက်ရိုက်သွားတယ်ပေါ့အဲ့ဒီ၃ညဆိုတော့သူ့ကိုသုံးချိန်ဆက်ယူမယ်ဆိုရင်ဒီခွန်ဟာလည်းဒီမှာနှလုံးခွန်လို့ဖြစ်ထားပြီဆိုတော့အပေါ်နှစ်ချိန်အတိုင်းသုံးချက်ဆက်ရိုက်မယ်ဆိုလို့ရှိရင် ဒီလိုသုံးလုံးခွန်လို့ဖြစ်ဘူး။ဒါဆိုရင်သူ့ကိုရှေးပေါင်း6လို့ယူရမှာ။ဆိုတော့အဲ့ဒီဟာကလည်းသူကဘယ်လိုဖြစ်လဲဆိုတော့ဒီမှာအနီရောင်လေးနဲ့သူ့အောက်မှာနှလုံးခွန်အစိမ်းရောင်လေးနဲ့သူ့အောက်မှာနှလုံးတုံညအညိုရောင်နဲ့သူ့အောက်မှာနှလုံးခွန်ဒါဆိုရင်သူကလည်းဒီမှာဒီ6ကြောင့်နှလုံး6ဆိုပြီးတော့မှဒီလိုဒါကတော့၄ချိန်မြောက်ဟိုလိုယူရင်သူက၃ချိန် တပီဒီလိုဟာမျိုး ਨੇ ဒါလေးရှင်းနှလုံးပေါင်းခြင်းကိုဒါဆက်ပြီးတော့ယူဆလိုက်တယ်ဆိုတဲ့အခါငားလေတိုင်းရှိလို့လေးတလုံးကိုအော်တိုထည့်ပစ်လိုက်တယ်ဒီဒီသဘောပဲဆိုတော့ရှင်းနှလုံးလေးငားဆိုတဲ့အခါပြီးရင်ရှေ့မှာယူဆပြခဲ့တာဒီမှာတော့မဆွဲတော့ဘူးလိုင်းနေတာအရှုပ်တော့မှာနှစ်6 break ယူဆလို့ရထားတယ်ဒီအနီးကပ်ကပ်ပင်သဘောမှာ ဆိုရင်ပထမနှစ်ပရိတ်တခုကိုနှစ်ကိုနှစ်ပရိတ်ကိုအရင်ယူဆမယ်ဆိုရင် तू ကသုံးတလုံးကိုထက်ဆိုရင်အဲ့ဒီသုံးမှလည်းဖြစ်နိုင်ရရှိတဲ့သုံးပါသူ့ကိုဒီလိုကြံဖန်ယူဆရင်ရတာပါဒီသုံးလုံးလေးအဲ့ဒီလေးဟာဒီလိုသုံးလုံးလေးလို့ဖြစ်သွားတယ်ခွန်ပိတ်တလုံးပြီးတော့သူ့အောင်မှာပုံစံတူပဲဒီသုံးလုံးပေါင်းခြင်းဟာလေးလို့ပဲ ဆက်ဖြစ်တယ်ဒီမှာလဲဒေါ်လုံးပေါင်းကြီးလေးလိုပဲဖြစ်ပြီးတော့လေးပိတ်ဝင်သွားတယ်လို့ယူဆလို့ရတယ်အဲ့ဒီလိုပဲသူကတုံးကျင်ဖြစ်အောင်မယ်ဆိုရင်တုံညာခွန်တော့အဲ့ဒီဒေါ်လုံးပေါင်းကြီးဟာတုံညာဆိုတော့ဒီမှာနှစ်ပရိဖြစ်ဖို့အတွက်ထည့်ပစ်လိုက်တဲ့တုံးအပိတ်ဒီဒေါ်လုံးပေါင်းကြီးတုံညာဒီလိုဖြစ်သွားတယ်ဆိုတော့ဒါ၄၅၃ကိုနှစ်ပရိနဲ့အရင်ယူဆလိုက်တယ် ပြီးတဲ့အခါ၄၅0ဆက်ပြီးတော့ယူဆပြမယ်ရှင်းနှလုံးပေါင်းခြင်းကိုနှစ်ပြိနဲ့၄၅3ယူဆပြတဲ့အခါဒီတဲ့အခါမှာရှင်းနှလုံးပေါင်းခြင်းကို6ပြိနဲ့လင်းငါခွန်လို့ဒီဒီတကွက်ကိုဒါထပ်ပြီးတော့ပေါင်းထက်ယူဆလိုက်လို့ရတယ်ပေါ့ဆိုတော့ကသူကလည်းဒီထက်လိုက်တဲ့ခွန်ကလည်းသူ့အထားလေးနဲ့သူဟုတ်နေတာဒီလိုလေး နှလုံးပေါင်းခြင်း၄နှလုံးပေါင်းခြင်း၃နှလုံးပေါင်းခြင်း၄လို့ဒါစီနီယာသဘောလေးဝင်သွားတယ်ပေါ့ပြီးတဲ့အခါမှာတလုံးချင်းကိုလည်းသူကဒီလိုယူဆလို့ရတဲ့ဒီနှလုံးပေါင်းခြင်း၄အဲ့ဒီ၄ဟာဒီလိုသုံးလုံး၄လို့ဖြစ်တယ်ဒီနှလုံးပေါင်းခြင်း၃ညဟာလည်းဒီလိုသုံးလုံး၃ညလို့ဖြစ်တယ်ဆိုတော့ခွန်ပိတ်၄ပိတ်သူကတော့ အလဲတိုင်းကိုမန်နေပြုပြီးတော့ယူဆသွားတာအဲ့ဒီတိုင်းဆိုရင်ဒီနှလုံးပေါင်းကြီးတက်ဟာတယ်ဒီလိုတော့လုံးတက်လို့ပဲဖြစ်သွားတယ်ဆိုတော့ဒီထည့်လိုက်တဲ့ခွန်ပိတ်လေးဟာသူ့ထားနဲ့သူဟုတ်နေတာပဲပေါ့ဆိုတော့ခါလင်းငါတုံနေလင်းငါခွန်ရှင်နှလုံးပေါင်းကြီးကို နှစ်ပရိတ်၆ပရိတ်၄၅၃နဲ့၄၅ခုဒီကနေ့နှစ်ခွက်ကိုယူဆလိုက်တယ်ဆိုတော့ဒါကပ်ပင်ယူဆမှုတွေနဲ့ဒီကပ်ပင်ယူဆမှုဆိုတာလဲလိုတလိုဆွဲကြိတ်တလိုဆွဲချလို့ရတဲ့အနေအထားမျိုးကဏ္ဍနဲ့အများကြီးထွက်တယ်ဆိုတော့ဒီလောက်နဲ့ပဲရတန်းလိုက်တယ်ဒီစုစုပေါင်းကဏ္ဍ၆ခွက်ဖြစ်သွားမယ်ကပ်ပင်တဘောမှာဆိုတော့အဲ့ဒီကဏ္ဍ၆ခွက်ယူဆထားတယ်အဲ့ဒီထက်ကတခွက်ခွက် ကွက်တိကြပါစေလို့ဆုတောင်းပေးပါတယ်။ကိုအကြိုက်ဆုံးထင်တာကိုရွေးချယ်အသုံးပြုပါ။ကံကောင်းကြပါစေ။